လာဝဲမင်္ဂလာပါဒီနေ့သင်္ကန်းစာမှာတော့ပညာဒါနအနေနဲ့သင်္ကန်းစာ16ဖြစ်တဲ့လူပုံသူရေးနည်းကိုမျှဝေပြမှာဖြစ်ပါတယ်ဒီပိုင်းမှာတော့မှောင်တဲ့အပိုင်းကို အရင်ရေးပြပါမယ် ပုံပုံဆွဲတော့မယ်ဆိုရင်စမဆွဲခင်မှာအစအဆုံးကြည့်ပါဘယ်နေရာမှာဘယ်တုံးကိုတုံးထားလဲတုံးကအနုလားအရင်လားဒီပုံကငါဆွဲနိုင်မလားစသဖြင့်တေချာလေးကြည့်ပြီးရောမှာပုံကိုတေချာရွေးပါမူရင်းပုံကကိုဆွဲခြင်းတဲ့ပုံဖြစ်မှာပဲအဆုံးထိဆွဲထားနိုင်ပါမယ်မဟုတ်ရင်လွယ်လွယ်နဲ့လက်လျှော့မိတတ်ပါတယ်ဒါဆိုစဆွဲကြပါမယ်နော် အရင်ဆုံးအနက်ဆုံးအပိုင်းကနေစဆွဲပါမယ်တကယ်လို့နှုတ်တဲ့အပိုင်းတွေဆွဲပြီးမှနက်တဲ့အပိုင်းကိုဆွဲမယ်ဆိုရင်တော့အလင်းမောင်တဘောတရားအရာ အမောင်အားကောင်းရင်အလင်းလည်းအားကောင်းတတ်ပါတယ်ဒါကြောင့်နှကူကနှုတ်နေတဲ့နေရာကအမောင်ထဲလိုက်ရတဲ့အတွက်ကြောင့်ပိုပြီးတော့မှသုံးနှုတ်သွားပါတယ်အယောင်ပြောင်းလဲသွားတဲ့တဘောပါပဲဒါကြောင့်မောင်တဲ့အပိုင်းနက်တဲ့အပိုင်းကိုအရင်ဆွဲပြီးမှလင်းတဲ့အပိုင်းကိုဆွဲမယ်ဆိုရင်အယောင်တွေက ြောင်းလဲသွားခြင်းမရှိဘဲနဲ့ပုံမှန်အတိုင်းပဲဖြစ်နေပါမယ်နော် မဟုတ်ရင်တော့တုံးတွေက ပိုရောနှုတ်သွားမယ်ကြွားတက်မှုတွေ အားနေသွားတတ်ပါတယ်သာဆိုရင်သပင်ကိုအရင်ဆွဲကြပါမယ်။အောက်လိုင်းကိုတစ်ထင်လေးပြန်ကောက်လိုက်မယ်။ပြီးရင်အောက်ခံတုံးကိုတူးပြီးနဲ့ချစ်ပါမယ်။ချစ်ပြီးရင်တူးပြီးနဲ့ပဲသပင်ရဲ့ direction တိုင်းလိုက်ရေးပါမယ်နော်။ မူရဲပုံကိုတင်ချလေးကြည့်ပြီးတော့ direction ကအောက်ဘက်လားအပေါ်ဘက်လားဆိုတာကိုတင်ချခွဲကြပါပြီးရင်အဲ့တိုင်းလိုက်ရေးပါအာယုံဆိုင်ပါဖြည်းဖြည်းမှန်မှန်ပဲရေးသွားပါစပင်မှာလည်းအလင်းအမောင်းရှိပါရဲ့နော် နောက်တစ်လွှာအနေနဲ့မှောင်တဲ့နေရာတွေကိုတူးပြီးနေပဲတစ်လွှာထပ်လိုက်ပါမယ်။ပြီးရင်ဘလန်ဒါနဲ့ဖြည်းဖြည်းတ िश ူနဲ့ဖြည်းဖြည်းဘလန်လိုက်ပါမယ်။နောက်တစ်လွှာကိုဖောပြီးနေထပ်ပါမယ်။ခဏကလိုပဲသူ့ရဲ့ direction တိုင်းလေးထပ်သွားအမွေးမြင့်ဖြစ်တာမို့လို့အဖေဖို့ကိုတုံးပေးပါတတောက်ကြီးဖြစ်မနေရပါဘူး နူးညံ့တဲ့တဘောလေးပေါ်အောင်လို့အစွန်ဘက်ကိုပွပွလေးပဲရှိပါ အမြင်လေးဖြစ်နေရပါမယ်နော်ဖောဘီကိုတောင်းပြီးတော့နောက်တစ်လွှာအနေနဲ့စပင်ရဲ့နတ်တဲ့နေရာအရေးကြပြီးမောင်းနေတဲ့နေရာကိုတုံးလိုက်ဖြေပါ အလင်းကြတဲ့နေရာကိုတော့ဒီတိုင်းထားနော် ပြီးရင်ဘလန်ဒါနဲ့ခဲတွေညက်သွားအောင်ဘလန်းပါမယ်ရှစ်ပြီးကိုတောင်းပြီးတော့နောက်တစ်လွှာထပ်ပါမယ် အပွဲအမြင်ရေးရင်ခဲတဲ့ကိုခြုံထားပါဘယ်ညာဘယ်ညာမချစ်ပါနဲ့တချောင်းချင်းချစ်သွားပါ ဖြည်းဖြည်းမမှန်လေးပဲချစ်ပါနောက်တစ်လွှာကိုရှစ်ပြီနဲ့မှောင်တဲ့အပိုင်းတွေထပ်ပါမယ်လိုချင်တဲ့တော့မရသေးတဲ့အတွက် HP ကိုတောင်းပြီးတော့လိုချင်တဲ့တောင်းမရမချင်းကိုထပ်လိုက်ပါမယ်။ဒီမှာဗီဒီယိုကြမှာဆိုလို့ကြော်ပြလိုက်မယ်နော်။10ပြီနဲ့ခြေတုံးကလိုပဲခြေသွားပါ။ပြီးသွားရင်မူရိုဇီရိုကိုတောင်းပြီးတော့အလင်းဖောက်လိုက်ပါမယ်။မူရင်းပုံကိုကြည့်ပြီးတော့အလင်းဖောက်လိုက်ပါ။ပုံရေးရင်တခြားလေးအာယုံဆိုင်ပါနော်လိုရာလေးတွေလိုက်ဖြည့်မယ် ပြီးသွားရင်အင်ဂျီကိုရေးမယ်ရှစ်ပြီနဲ့တစောင်းချဲ့မယ်လက်ဖီအားကိုတူပြီးတော့ချဲ့ပါပြီးရင်တစ်ရှူနဲ့ဗလန်လိုက်ပါမယ်နောက်တစ်လွှာကို HD ကိုတုံးပြီးတော့ချဲ့ပါစစားလေးချေပါမယ်လက်ဖီအားကိုတိုးပြီးတော့ချေပါမယ်ညံ့ညက်လေးဖြစ်အောင်လို့တအားဖြည့်ရတာမျိုးမဟုတ်ဘဲနဲ့ပုံမှန်ဖြည့်ရတိုင်းချေပါ ုံးကကွက်ကြာတွေဖြစ်မနေပဲညီနေရပါမယ်ဒီတင်ကန်းစာမှာဒီလောက်ပါပဲเนาะနောက်ထပ်တင်ကန်းစာမှာပြန်တွေ့ပါမယ်အားလုံးပဲပါ